ပီလောပီနံရွယ်စားလို့ရလားပီလောပီနံဥကိုစားလို့ရတယ်ဆိုတာလူတိုင်းသိပေမဲ့ပီလောပီနံရွက်ကိုစားလို့ရတယ်ကျန်းမာရေးကောင်းကျိုးရှိတယ်ဆိုတာကတော့သိသူရှာမဲ့ထင်ပါတယ်ဒီတစ်ခေါက်တော့ပီလောပီနံရွယ်စားလို့ရလားစားရင်ဘလို့ကျန်းမာရေးကောင်းကျိုးတွေရနိုင်လဲဆိုတာကိုပြပြပေးခြင်းပါတယ်ရှင်ပီလောပီနံရွယ်ဆိုတာပီလောပီနံဆိုတာကစွန်းဥအာလူးတို့လိုပါပဲ ်အညိုရောင်ရိပ်ရည်အခွန်ရှိပြီးအဖြူရအတွင်းသားကခက်ဆီးဆီးနဲ့စားလိုက်ရင်စိတ်ပါတယ်တောင်အမေရိကနဲ့အရှေ့မြောက်ဘရာဇီးမျိုးရင်းပင်တစ်မျိုးပါ အာရှဒေသများစုမှာလည်းပေါရောက်ပါတယ်ဖီလော့ပီနန်ရွက်ဆိုတာကတော့ဖီလော့ပီနန်ပင်ရဲ့အရွက်ပါ လက်ဝါးပုံစံအရွက်ကားကားမှာရှေမျိုးမျိုးအရွက်ခွနရက်ပါပြီးတော့အပေါ်မျက်နှာပြင်ကပြောင်ချောချောပါ အောက်ဘက်မှာတော့ရိုးတံလေးတွေဖြာနေပါတယ်ရိုးတံလေးဖြာထွက်ပြီးတော့နှုတ်စင်မှာညိုတူတူလေးတွေပါရှင်းလိုက်တော့တဖြည်းဖြည်းနဲ့အစင်းရောင်ပြောင်းလာပါတယ်ရိုးတံကနီနီလေးတွေပါတိမောပင်ရဲ့အရွက်ထွက်တဲ့ပုံစံနဲ့ဆင်ပါတယ်ပီလောပီနံရွက်မှာပါရပါလေ ပီလောပီနိုင်ရွက်မှာပြေဝစီပါဝင်မှုနည်းတယ်လို့ကိုလက်စတောနဲ့ဆိုဒီယမ်ပါဝင်မှုလည်းနည်းပါတယ်။အမြင့်တက်နဲ့ကာဘိုဟိုက်ထရိတ်ကျေဝါစာပါဝင်နေတယ်လို့အကျိုးပြုကိုလက်စတောနဲ့ပရိုတင်းတို့လည်းပါဝင်ပါတယ်။အခြားအာဟာရဓာတ်တွေအနေနဲ့ဗီတာမင် B အုပ်စု၊ဖောလိပ်၊ဗီတာမင် B6 ၊တန်တပ်၊မဂနီ၊ကယ်ဆီယမ်၊ကော့ပါ၊ဆီလီနီယမ်တို့ပါဝင်ပါတယ်။ပီလောပီနိုင်ရွက်စားလို့ရလား။ ပီလော့ပီနံရွက်စားလို့ရလားဆိုတော့စားလို့ရပါတယ်။အရွက်နုနုလေးတွေကို အသားဟင်းနဲ့ထည့်ချက်လို့ရတယ်လို့အရွက်ကိုကြော်စားတာပြုတ်တူတာတွေလုပ်လို့ရပါတယ်။ ပီလောပိနံကကျမ်းမာရေးကိုဘလို့ထောက်ကူပေးတယ်လဲပီလောပိနံကကျမ်းမာရေးကို အခုလိုထောက်ကူပေးပါတယ်ပီလောပိနံရွက်ကကယ်လိုရီပါဝင်မှုနည်းပါတယ်ပီလောပိနံရွက်ကအစာချေစနစ်ကို ကျန်းမာစေပြီးတော့ဝမ်းချိုတာကိုသက်သာစေနိုင်တယ်လို့ခေါင်းကြိုက်တာအေးမိတာတန်ကောင်းအစစ်ရောက်လာတာပါးစပ်သေးကအနာဝမ်းပြတ်တာတွေကိုသက်သာစေနိုင်တယ်လို့တက်လုံကောင်းစေဖို့လည်းထောက်ကူပေးပါတယ်ပီလောပိနံရွက်ကကျန်းမာရေးကိုအခုလိုထောက်ကူ ပေးပါရယ်ကိုဝင်ဆောင်တွေကိုကျမ်းမာစေတယ်တန်တဲ့ကျေဝါစာပါဝင်တာကြောင့်ကိုဝင်ဆောင်ချိန်မှာသွေးအားနည်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါရယ်ပီလောပီနယ်ရွက်မှာဖောလိတ်နဲ့ဗီတာမင်စီပါဝင်မှုခြေဝါတာကလည်းကိုဝင်ဆောင်ချိန်မှာ ကိုခံအားကောင်းစေဖို့ထောက်ကူပေးပါရယ် ပရိုတင်းချို့တဲ့မှုမဖြစ်အောင်ကာကွယ်ပေးတယ်။ပီလောပီနိုင်ရွက်မှာပရိုတင်းချို့တဲ့မှုမဖြစ်အောင်ကာကွယ်ပေးတယ်။လိုင်စင်ပရိုတင်းပါဝင်နေတာကြောင့်ကိုယ်ဝန်ဆောင်ချိန်မှာဗီတာမင်ချို့တဲ့မှုမဖြစ်အောင်ကာကွယ်ပေးပါတယ်။တေချာစည်းကြောပြီးမှချက်ဖို့လိုပါမယ်။ချက်တဲ့အခါမှာလည်းတေချာချက်အောင်ချက်ဖို့လိုပါမယ်။ အဖျားတက်တာစီတယ်ပြီးတော့ပြည်နယ်ရွက်ရဲ့နောက်ထပ်ကျမ်းမာရေးအနေတင်ကအဖျားကြစီပြီးတော့ခေါင်းကြိုက်တာကိုတက်တာစီတာပါအရွက်ကိုဟင်းအနေနဲ့ပဲချက်စားပေးလို့ရတယ်လို့ပြုတ်ရည်တို့တပ်ပေးလို့လည်းရပါတယ် ဝမ်းပြဝမ်းလျှောတက်တာစီတယ်။ပီလောပီနံရွက်ကအစာချေစနစ်ကိုကျန်းမာစေပြီးတော့အစာချေစနစ်ကိုထိခိုက်စေတဲ့ပိုးတွေကိုဖယ်ရှားပေးပါတယ်။ဝမ်းပြဝမ်းလျှောတာကိုတက်တာစီပြီးဝမ်းမှန်စေဖို့ကိုလည်းထောက်ကူပေးနိုင်ပါတယ်။အစာစားခြင်းစိတ်တိုးစေတယ်။ပီလောပီနံရွက်ကကရင်းမိန်စေပြီးတော့အစာစားခြင်းစိတ်တိုးအောင်လုံဆောင်ပေးပါတယ်။အရေကိုပြုတ်ပြီးတော့တောက်ပေးလို့ရသလိုဟင်းချက်စားတာကလည်းနီလန်ကောင်းပါ အဆစ်ရောင်တာကိုတတ်တာစေတယ်ပီလောပီနံရွက်ကိုအဆစ်ရောင်တာအဆစ်တွေနာကျင်ကက်ခဲတာကိုတတ်တာစေဖို့အသုံးပြုပေးလို့ရပါတယ်နာကျင်တဲ့နေရာကိုဓာတ်ရိုက်အသုံးပြုပေးလို့ရတယ်လို့စားသုံးပြီးလို့လည်းရပါတယ်တန်ကြစေတယ်ပီလောပီနံရွက်ကတဘာဝတန်ကြစေတဲ့မျိုးပါ ပီလောပီနယ်ရွာစားသုံးပေးတာကတန်ကြစီဖို့ထောက်ကူပေးနိုင်ပြီးတော့အစာချေစနစ်အတွင်းကကပ်ပါးဖိုးတွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်။အနာကျက်စီတဲ့ထိခိုက်ဒဏ်ရာတွေအတွက်လည်းပီလောပီနယ်ရွာကို အသုံးပြုပေးလို့ရပါတယ်။အရွက်ကိုကြိတ်ပြီးတော့အနာပေါ်မှာဓာတ်ရဲ့အသုံးပြုပေးလို့ရတယ်လို့ပြုတ်ရည်ကိုလည်းအသုံးပြုပေးလို့ရပါတယ်။ ကိုယ်ခံအားကောင်းစေတဲ့ပရိုတင်းဗီတာမင်စီနဲ့တန်တက်တို့ပါဝင်နေတာကြောင့်ကိုယ်ခံအားကိုကောင်းစေဖို့ထောက်ကူပေးပါတယ်။ဘယ်အချက်တွေကိုသတိထားရမလဲ။ပီလောပီနံရွက်ကိုစားသုံးမယ်ဆိုရင်ရေသေးချာစင်အောင်စေးကြောပြီးတော့သေချာကြက်အောင်ချက်ဖို့လိုပါမယ်။အစိမ့်စားတာကိုရှောင်ရပါမယ်။ဒါမှအစိမ့်တော့မဖြစ်စေမှာပါ။အလွန်ကြုံစားတာကိုလည်းရှောင်သင့်ပါတယ်။ ဘဒူတွေကမစားသင့်ဘူးတယ်။ယောဂအခန်းရှိသူတွေဓမ္မတဲမှုဖြစ်တဲ့သူတွေကျမ်းမာရေးပြဿနာတရရဲ့ကြောင့်ဆေးတောက်နေရသူတွေအနေနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသင့်ပါတယ်လို့ပြောရင်းနဲ့ပဲကျမရဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရဲ့ရှင်။အားလုံးပဲနေကောင်းကျမ်းမာကြပါစေလို့ဆုတောင်းပေးပါရဲ့နော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။